္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မလ12ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ MNDAA နဲ့လက်တွဲပြီးဆ ਿਆ နာရှင်ချုပ်ငင်းရေး Federal Democracy ပြည်ထောင်စုထူထောင်နိုင်ရေးဆက်လက်ချီတက်မယ်လို့ Mandalay PDF ပြောတဲ့သတင်းကိုတင်ပြပေးပါမယ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့အနီးကပ်ပူးပေါင်းလက်တွဲပြီးဘုံရံသူဖြစ်တဲ့ဆီယနာရှင်ချုပ်ငင်းရေးနဲ့ Federal Democracy ပြည်ထောင်စုတိဆောက်ရေးအတွက်ဆက်လက်ချီတက်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မလာ၁၇ရက်နေ့မှာကြာရောက်တဲ့ MNDAA ရဲ့36နှစ်ပြည့်တက်မတော်နေ့အတွက်မန္တလေး PDF ကပေးပို့တဲ့ဂုဏ်ပြုသံလွှာကနေအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။တစဲ၂၇စစ်စင်ရေးပထမလိုင်းနဲ့ဒုတိယလိုင်းတို့ကအောင်မြင်မှုတွေအတူကိုကန့်အမျိုးသားတို့ရဲ့ပြီးမြောက်ခဲ့ပြီးဖြစ်တဲ့အိမ်ပြန်ခရီးအတွက်လည်းအထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်လို့မန္တလေး PDF ကဆိုထားပါတယ်။ တစ်စင်းနှစ်ဆက်ခွန်ဆစ်စင်ရေးဟာဆရာနာရှင်အပီးတိုင်ချုပ်ငင်းရေးအမျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြတ်ထန်းခွင့်ရရှိရေး Federal Democracy ပြည်ထောင်စုတိဆောက်ရေးတို့အတွက်များစွာအထောက်အကူပြုခဲ့တာကြောင့်မန္တလေး PDF အနေနဲ့ MNDAA အပါအဝင်မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်နိုင်ခဲ့တာကိုဂုဏ်ယူမိတယ်လို့လည်းအသိပေးထားပါတယ် ဒါကြောင့်မန္တလေး PD ရဲ့အနေနဲ့မပြီးဆုံးသေးတဲ့တော်လိုင်းရေးခရီးချမ်းရဲ့ရှေ့အနာကက်မှာလဲနောင်တော်တော်လိုင်းရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ MNDAA နဲ့အနီးကပ်ပူးပေါင်းပြီးဘုံရန်သူဖြစ်တဲ့ဆီအာနာရှင်ချုပ်ငင်းရေး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဆက်လက်ကြီးတက်သွားမှာဖြစ်တယ်လို့စိုးမှုဒေသတွေမှာနေထိုင်ကြတဲ့ပြည်သူလူထုလူမှုစီးပွားအဆင်ပြေစေရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှုံ့ဆော်သွားမယ်လို့တောင်းလွှာမှာဖော်ပြထားပါတယ်။ဒါအပြင် MNDAA အထူးဒေသတည်အုပ်ချုပ်ရေးကော်မတီနဲ့ကိုကန့်အမျိုးသားတို့အပါအဝင် င်တိုင်းသားပေါင်းစုံပါဝင်တဲ့ဒေသနေပြည်သူလူထုရဲ့ရည်မှန်းချက်များအပြည့်အဝအောင်မြင်ကာပြည်တော်စုတရက်လုံးတိုင်းသားပြည်သူလူထုအားလုံးရည်မှန်းချက်တွေအပြည့်အဝအောင်မြင်စေဖို့လဲဆုတောင်းပေးထားပါတယ်မန္တလေး PDF ဟာတစိနေဆက်ကွန်ဒုတိယလှိုင်းလူခေါ်တဲ့ရှမ်းမန်စစ်စင်ရေးမှာ စင်ကူနောင်ချူမိုးကုတ်မိုးမိတ်စတဲ့မြို့တွေမှာဖော်ဆောင်ခဲ့တဲ့မြို့သိမ်းတိုက်ပွဲတွေမှာမဟာမိတ်တပ်တွေနဲ့အတူအောင်မြင်စွာဆင်နွှဲနိုင်ခဲ့တဲ့အပြင်မဒရာနေအရှိချမ်းကစစ်တပ်စခန်း၄၀ကိုလည်းတိမ့်ပိုက်ထိန်းချုပ်ထား ားပါရီလက်ရှိမှာလည်းမတရားတပိတ်ချင်းနဲ့နောင်ချူမြို့နယ်တို့မှာကြန့်ရှိနေသည့်စစ်ကောင်စီတပ်တွေကိုဆက်လက်တိုက်ခိုက်နေစေလို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးစစ်မှုထမ်းဥပဒေကိုအသက်သွင်းနေတဲ့မော်ဘီဝနဲ့ချောင်းအုပ်ချုပ်ရေးမှူးရုံးကို40မမနဲ့ပြစ်ခတ်တဲ့တရင်ကိုတင်ပြပေးပါမယ်။စစ်မှုထမ်းဥပဒေကိုအသက်သွင်းနေတဲ့ရန်ကုန်တိုင်းမော်ဘီမြို့နယ်ဝနဲ့ချောင်းစံပြကြေးရွာအုပ်ချုပ်ရေးမှူးရုံးကို40မမနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာမှာစစ်အုပ်စုဘက်ထိခိုက်တိဆုံးမှုတွေရှိနိုင်တယ်လို့ Civilian Military SRDF အထူးစစ်ကြောင်းကဆိုထားပါတယ်။မနေ့ကမလ17ရက်နေ့ည8:00မိနစ်40မိနစ်ကျော်အချိန်မှာဝနဲ့ချောင်းစံပြကြေးရွာ ကြောက်တောင်စုအုပ်ချုပ်ရေးမှုရုံးမှတက်ဆွေးနေတဲ့အကြမ်းဖက်စစ်သားပြူစောတီးတွေနဲ့အုပ်ချုပ်ရေးမှုတို့ကိုတော်လန်ရဲဘော်တွေဘက်က40မမဘုံတီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာအုပ်ချုပ်ရေးမှုရုံးဆောင်ကာကင်းကိုထိမှန်ခဲ့တာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးထက်မနည်းသေဆုံးနိုင်တဲ့ပြင်းထန်ဒဏ်ရာရသွားတယ်လို့ Civilian Military FRDF အထူးစစ်ကြောင်းကထုတ်ပြန်ထားပါသည်အကြံပေးစစ်ကောင်စီအလို့ကြောင့်ပြည်သူစစ်မှုထံအထမဥပဒေကိုအသက်သွင်းနေတဲ့စစ်ကောင်စီတောက်တိုင်ရန်တရားဖြစ်တာကြောင့်စီရေးအရလက်တုံးပြန်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တော်လန်ရဲဘော်တွေအထီးခိုင်းမရှိဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါသည်ဒီတိုက်ခိုက်မှုကိုပြည်သူကာကွယ်ရေးတပ်မတော်စစ်စင်ရေးတပ်ဖွဲ့ Civilian Military FRDF နဲ့ရွှေဘိုခရိုင်အမှတ်15တပ်ရင်းတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါသည်ရန်ကုန်မြို့တော်မှာမြို့ပြစစ်စင်ရေးတွေ ထပ်လုံနိုင်ဖို့အတွက်ရည်ရွယ်တဲ့အမေအိမ်ကမ်ပိန်းမှာတော်လန်ပြည်သူတွေပူပေါင်းပါဝင်အားဖြည့်ပေးကြဖို့ SRDF နဲ့ရွှေဘူခရိုင်အမှတ်15တရင်တို့ကမြစ်တာရက်ခံထားပါရခင်ဗျာဆလပီမြကြီးနားနဲ့တနိုင်းမှာစစ်ကောင်စီနဲ့ပြည်သူစစ်တွေကနှီးမျိုးစုံနဲ့လူသေးစုဆောင်နေတယ်လို့ KIA အသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ ကချင်ပြည်နယ်မြစ်ကြီးနားနဲ့တနိုင်မြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့ကစစ်သားစုဆောင်မှုတွေကိုနှီးမျိုးစုံနဲ့လုပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကပြောဆိုလိုက်ပါတယ်။မြစ်ကြီးနားနဲ့တနိုင်မြို့နယ်တို့ကစစ်ကောင်စီတပ်တွေကထိန်းချုပ်ထားနိုင်စေဖြစ်ပြီးတော့စီရေးလှုပ်ရှားတာတွေနဲ့စစ်အင်အားဖြည့်တင်းတာတွေဇက်တိုက်လုပ်နေတယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီဟာမြစ်ကြီးနားမြို့ကရက်ကွက်အချို့မှာမလာဆန်းကစတင်ပြီးတော့တအိမ်တက်တအိမ်ဆင်းနဲ့တကောင်စင်ရင်ကောက်ယူတာပေါ်တာဆွဲဖန်းစီ ီးတာတွေလှုပ်ဆောင်နေပြီးတော့ခရီးသွားရင်တွေပေါ်ကအယက်သားပြည်သူတွေကိုလည်း ဖမ်းဆီးကလူသစ်စုဆောင်နေတာလို့ KIA သတင်းပြန်ကြားရေးဌာနကမလ17ရက်ညပိုင်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်။မလ10ရက်နေ့ကဆိုရင်ဗလမင်းတင်တားမှာပန်ဝါမျိုးဘက်ကနေလာတဲ့ခရီးတွေကားတစ်စီးကိုတားပြီးတော့ခရီးသွားပြည်သူ၉ဦးကိုတက်သားသည့်အဖြစ်စုဆောင်ဖမ်းဆီးသွားတယ်လို့မြစ်ကြီးနားမြို့21မိုင်ဂိတ်မှာလည်းခရီးသွားပြည်သူ၅ဦးကိုဖမ်းဆီးသွားတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်ကိုကိုးကားဖော်ပြထားပါတယ်။ထို့အတူတနိုင်းမြို့နယ်မှာလည်းပြည်သူစစ်အဖွဲ့ကညအချိန်သွားလာနေတဲ့လူငယ်လူလတ်ပိုင်းတွေကိုဖမ်း န်းစည်းပြီးတော့လူသစ်စုဆောင်နေတယ်လူလူငယ်တွေရှိတဲ့အိမ်တွေကိုမတင်ကားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ရောက်ရှာဖွေတာမူရစ်စေးနဲ့ပတ်သက်လို့စစ်စေးမေးမြန်းဖို့ရှိတယ်ဆိုပြီးတော့ဖမ်းဆီးတာတွေလုပ်နေတယ်လို့အသိပေးထားပါတယ် KIA နဲ့ပူးပေါင်းတပ်တွေကကချင်ပြည်နယ်ဒဲကစစ်ကောင်စီတပ်စခန်းတွေမြို့တွေကိုတိုက်ခိုက်သိမ်းပိုက်တဲ့စစ်စင်ရေးတွေဆင်နွှဲနေပြီးတော့လက်ရှိမှာကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်နဲ့စီအေးအရာအေးပါတဲ့ဗမော်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေတာကြောင့် KIA ဘက်ကလည်းတပ်သားအစ်တွေစုဆောင်ခေါ်ယူတာတွေ ရှိနေတယ်လို့သိရပါတယ်ခင်ဗျာအခုဆက်လက်ပြီးညောင်ကျိုးတိုက်ပွဲမှာစစ်တပ်ဘက်ကတိုက်ဆုံတံရရသူများတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ။မကိုးတိုင်းပထောင်မြို့နယ်တဲကညောင်ကျိုးတိုက်ပွဲမှာစစ်တပ်ဘက်ကတိုက်ဆုံတန်ရန်ရသူများနေတာကြောင့်ပြည်မှာရှိတဲ့ဒေသဆက်စင်ရေးကွက်ခဲမှုဌာနချုပ်ပြည်ဒါကစာနဲ့မြို့တော်ခမ်းမမှာယာယီစေးရုံဖွင့်ထားရတယ်လို့ဒေသတွင်းသတင်းတွေကဆိုပါတယ်။ရခိုင်တပ်တော် AA ရဲ့ထိုးစစ်ကြောင့်ညောင်ကျိုးတပ်စခန်းကစစ်ကောင်စီတပ်တွေအုပ်ရှိပင်မြို့ဘက်ဆုတ်ခွာနေပြီးတော့တိုက်ပွဲတွေအုပ်ရှိပင်မြို့အနီးကိုရောက်လာတယ်လို့ဒေသနေပြည်သူတွေကလည်းပြောကြားထားပါတယ်။ ပဲခူးတိုင်းပထောင်မြို့နယ်ညောင်ကျူးတပ်စခန်းမှာအေအေနဲ့စစ်ကောင်စီတပ်တွေကြားဇန်နဝါရီလကစပြီးတိုက်ပွဲတွေဖြစ်ခဲ့ရာကတိုက်ပွဲတွေဇက်တိုက်ပြင်းထန်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေဘက်ကလေကြောင်းကနေခုခံခဲ့ပေမဲ့တိုက်ပွဲကာလနှစ်လနီးပါးကြာမြင့်လာချိန်မှာစစ်ကောင်စီတပ်တွေညောင်ကျူးစခန်းကနေစတင်ဆုတ်ခွာပြီးအုတ်ရှိပင်မြို့ကနေခုခံစစ်ပြင်းနေတယ်လို့သတင်းရင်းမြစ်အချို့ကပြောပါတယ်။ မနေ့ကမလ17ရက်နေ့မှာဆိုရင် AA ထိုးစစ်ဟာညောင်ကျိုးစခန်းကိုကျော်လာပြီးတော့အုတ်ရှိပင်မြို့အနီးကိုဥတီလာတဲ့အတွက်ကြောင့်စစ်တပ်စစ်ကြောင်းတွေနဲ့စစ်ကူတွေအုတ်ရှိပင်မြို့မှာအင်အားစုစည်းနေရပြီလို့ဆိုပါတယ်။အခုလိုအုတ်ရှိပင်မြို့ဘော်ကို AA ဘက်ကထိုးစစ်ဥတီလာတဲ့အတွက်စစ်ကောင်စီတပ်ကတင်းနှန်းစင်းစစ်မှုထမ်းတပ်သားရာပေါင်းများစွာညောင်ကျိုးစခန်းနဲ့အုတ်ရှိပင်မြို့ကိုဇက်တိုက်ပို့ဆောင်ပြီးတော့တိုက်ခိုက်ခိုင်းပေမယ့်တိုက်ပွဲမှာစစ်မှုထမ်းတပ်သားတွေတိုက်ဆုံတာဒဏ်ရာရသူများလုံးနဲ့အပြင်စစ်ကူစစ်ကြောင်းတွေလည်းတက်ပြတ်ပြီးတော့ ကစင်ကလျာစုတ်ခွာလာတာတွေလည်းရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကကိုးကားပြီးတော့ဒေတာတွင်းသတင်းတွေကဖော်ပြထားကြပါရယ်ရခိုင်တပ်တော် AA အနေနဲ့လက်ရှိမှာစစ်ရေးအခြေအနေတွေကိုထုတ်ဖော်ပြောဆိုတာမရှိပေမယ့်ရခိုင်ပြည်နဲ့ထိစပ်နေတဲ့အေရော်ရီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းအတွင်းတွေအထိထိုးဖောက်ဝင်ရောက်တိုက်ခိုက်တယ်လို့ AA ကထုတ်ဖော်ပြောဆိုထားပါရယ်ခင်ဗျာဆလဘီအောင်နံမျိုးနယ်ကစစ်တပ်ထောက်တိုင်နှစ်ဦးရဲ့အိမ်တွေကိုချိတ်ပိတ်သိမ်းဆီးမယ်လို့မျိုးနယ်ပကောက်ဖားကပြောတဲ့သတင်းကိုတင်ပြပေးပါမယ် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့တံဘူလာတိုက်နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတောက်တိုင်နှစ်ဦးရဲ့နေအိမ်တွေကိုချိတ်ပိတ်သိမ်းဆီးသွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၈စစ်ဒေသလမ်းအောက်ခံအောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။တလုတ်ပင်အုပ်ချုပ်ရေးမှူးဟောင်းမြင့်စွေနဲ့ရဲတူးတက်ချက်မျိုးကြီးတို့ရဲ့နေအိမ်တွေကိုချိတ်ပိတ်သိမ်းဆီးဖို့စီစဉ်နေတာနဲ့ပတ်သက်လို့အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြည်သူလူထုကိုအသိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကပြစ်ခတ်ရှင်းလင်းခဲ့တဲ့တလုတ်ပင်အုပ်ချုပ်ရေး င်မှုဟောင်းမြင်းစုရာရွှေပန်းတောနဲ့တံပူလာတိုက်နယ်တွေမှာစက်ကြီးကောက်တာအပြစ်မဲ့ပြည်သူပိုင်ပစ္စည်းတွေကိုသိမ်းပြီးတော့ကိုကျိုးအတွက်အသုံးချတာအပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးငွေညှစ်တာတွေလုပ်ခဲ့တာကြောင့်ချမ်းသာကြွယ်ဝလာသူလို့ဆိုရပါတယ်။တလုံးပင်ကြီးရွာကသူပိုင်တဲ့အိမ်ကိုလည်းစက်ကြီးကောက်တာဖမ်းဆီးငွေညှစ်တာတွေကနေရလာတဲ့ ငွေကြေးဥစ္စာတွေနဲ့ဆောက်လုပ်ထားတာလို့သိရပါတယ်။ထို့အတူအခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့မှာပြည်ခက်ရှင်းလင်းခံရတဲ့တံပူလာတိုက်နယ်ရဲစခန်းကရဲတပ်တက်ချက်မျိုးကြီးအနေနဲ့စက်ကြီးကောက်တာအပြစ်မဲ့ရဲသားတွေကိုနီလန်မျိုးစုံနဲ့ဖမ်းဆီးချိန်ချောက်ငွေညစ်တာတွေနဲ့ချမ်းသာကြွယ်ဝလာတယ်လို့ဆိုပါတယ်။ရဲတပ်တက်ချက်မျိုးကြီးပိုင်တဲ့တံပူလာတိုက်နယ်ကအိမ်ဟာလဲအရဲသားတွေပြည်သူတွေကိုဖမ်းဆီးချိန်ချောက်ငွေညစ်တာတွေကနေရလာတဲ့ငွေကြေးနဲ့ဆောက်လုပ်ထားတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်အွန်လိုင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့လှုပ်ရှားနေမြေအ တွင်းမှာရှိနေတဲ့တလုတ်ပင်ရွာအုပ်ချုပ်ရေးမှူးဟောင်းမြင့်စုရဲ့အိမ်နဲ့ဒူးတက်ချက်မျိုးကြီးတို့ရဲ့အိမ်တွေကိုချိတ်ပိတ်သိမ်းဆည်းဖို့စီစဉ်နေပြီဖြစ်တာကြောင့်ဒီအိမ်တွေကိုရောင်းဝယ်ဖောက်ကားတာတွေမလုပ်ကြဖို့အောင်လံပါကားဖားကအသိပေးကြေညာထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန်းကပေးပို့ထားတာဖြစ်ပါရခင်ဗျာ